ကျွန်တော်အဆောင်နေចောင်းသားဘဝဖြစ်ခဲ့တာပါကျွန်တော်တို့အဆောင်မှာဖြစ်ခဲ့တာဆိုပေမဲ့ကျွန်တော်နဲ့ပတ်သက်မှုမရှိလို့သက်ဆိုင်သူတွေရဲ့ကဏ္ဍကိုပဲတင်ပြပါရစေမိုးထက်ဆိုတာအဆောင်မှာចောင်းစာအတော်ဆုံးနဲ့အဆိုးဆုံးចောင်းသားပါစာမကျက်ပါဘူးညံကောင်းတယ်စာသင်တေချာလိုက်မှတ်တယ် study ချိန်မှာတော့စလိတ်တော့ကွန်စာအရက်တော့ရံဖြစ်ဆောက်တလို့ရေလုတ်တက်ပါတယ်အခုကလည်းသူ့အဝဲပြဿနာစပြီးတော့ရှာခဲ့တာပါသူနဲ့ပေါင်းတဲ့កောင်ကတော့အညာသားဖုန်ကြီးရဲ့တူအောင်ကျော်ပါနှကောင်ပေါင်းလောင်းကျော်ပေါ့ဖြစ်ပုံကတော့ဒီလိုဗျာ အညာသားသူ့ဦးလေးကျောင်းမှာဘုန်းကြီးကျောင်းသားလုပ်ဘူးတယ်။သူ့ရဲ့ဦးလေးဘုန်းကြီးကအနုတမမိစ္ဆာတွေကိုနိုင်နေတဲ့ဘုန်းကြီးတပါးဆိုတော့သူလည်းနည်းနည်းပပတော့သိနေရပေါ့။ပြင်းတယ်ကွာ study ချိန်ဘာလို့ရင်ကောင်းမလဲ။ဟဲ့မုတ်တဲ့မင်းတရေသစီတွေကိုယုံလား။ဟာယုံတာပေါ့ဟာငါလည်းဗုဒ္ဓဘာသာဝင်တယောက်ပဲ။မင်းတရေခေါ်မလား။ခေါ်တာတော့ဟုတ်ပါတယ်ကွာ။မနိုင်လို့တိုင်ပန့်ဘယ်လိုလုပ်မလဲ။ မနိုင်စရာလားကွာငါးပါးဖုန်းကြီးကအထက်လန်းစရာပါငါလည်းနည်းနည်းပါးပါးတက်ပါတယ်ဟာပြီးတာပဲကွာအဲ့ဒါဆိုလည်းဘလို့ခေါ်ရမှာငါတို့ညာရွာမှာအောင်းနေဆိုတာရှိတယ်ကွာ तू ကသေတော့သူ့လူတွေကအမဲသားနဲ့မြားပြီးတော့မေးကျင်တာမေးကြတယ်ဟာဖြစ်ပါမလားကွာဖြစ်ပါတယ်ကွာမနေ့ပြညာ12နာရီကျရင်လုံမယ်ကွာကျန်တဲ့ကိစ္စငါကိစ္စတာနောက်တနေ့12နာရီလောက်ရောက်တဲ့အချိန်မှာတော့မိုးထက်တဲ့အညာသားဟာအဆောင်ချက်ဝင်းပြင်ကိုထွက်ပြီးတော့တကားပြင်ဘက်ကိုလာခဲ့ပါတယ် အညာသားရဲ့လက်ထဲမှာကအမဲသားအတုံးသေးသေးလေးတွေကိုထုတ်ထားတဲ့အိတ်နဲ့အုံမုတ်ခွက်တစ်ခုပါပါတယ်။မင်းခေါ်မယ်ဆိုလို့ရှိရင်ငါပြောတဲ့အတိုင်းခေါ်တော့ရအောင်။အေးပါကွာ။ငါအုံမုတ်ခွက်ကိုစီးဝိုင်းဝိုင်းလမ်းမယ်။ပြီးရတယ်မင်းရံပြောရမယ်။အမဲသားကြိုက်တဲ့အောင်နေမင်းကိုငါတွေ့ကျင်လို့ခေါ်နေတယ်။အမဲသားကြွေးမယ်ငါစီလာခဲ့။အဲ့လိုမျိုးတုံးကပြောပြီးလို့ရှိရင်စီးဝိုင်းနဲ့ရောအမဲသားတို့ဒရုံပစ်ထည့်လိုက်ကွာ။အဲ့လိုပြောဆိုပြီးတော့အညာသားကစီးဝိုင်းလိုက်ပါတယ်။မိုးထက်ကတော့ပြောပြီးတော့အမဲသားတို့တွေကိုစီးဝိုင်းနဲ့ကိုပစ်ထည့်ပါတယ်။အညာသားကပြောပါတယ်။အောင်နေရောက်ပြီလားကွာ။ ရောက်လို့ရှိရင်အကြောင်းပြန်ပါအဲ့ဒီချိန်မှာပဲအုံမုတ်ခွက်ကတကွက်ကွက်ဆိုပြီးတော့အတန်နေထမြည်လာပါတယ်မုထန်မင်းမေးချင်တာမေးတော့ပါဘာမေးလဲတော့ကျွန်တော်လည်းမသိပါဘူးဒါပေမဲ့တခုမေးလိုက်အညာသားအမဲသားတတော်ပစ်ကျွေးလိုက်နေပါခဏလောက်ကြာတော့အညာသားရဲ့လက်ထက်ကလေပေါ်မြောက်တက်သွားပြီးတော့တယောက်ယောက်ကဆွဲယူနေတယ်လို့မျိုးတော့ဖြစ်လာခဲ့ပါတယ်ဟမ်ဘာဖြစ်တာလဲကွာမသိဘူးလေကွာအောင်နေကြီးလောက်တာလားမသိဘူးမင်းကိုကျွေးနေရပဲကွာလာမလို့နဲ့အညာသားကပြောနေပေမဲ့အဲ့ကူတော့တစုံတယောက်ကဆွဲယူနေတယ်လို့ပါပဲအောင်နေကြီးလောက်တာမဟုတ်ဘူးလားမိုးထက်ကအလန့်တကြားနဲ့ထပ်မေးလိုက်ပါတယ် အဲ့ဒီချိန်မှာပဲအုံမုတ်ခွက်ကတကောခွက်နဲ့ထပ်ပြီးတော့မြည်လာပြောင်းပါတယ်တခြားတယောက်ပဲကွာအညာသားလန့်ပြီးတော့ပြောလာခဲ့ပါတယ်ပြောပြီးတာနဲ့အလန့်တကြားနဲ့စီးဝိုင်းကိုခြေထောက်နဲ့ပုတ်ပြီးတော့ဖြတ်လိုက်ပါတယ်အောင်ဒီတယောက်ယောက်ရှိနေလို့ရှိရင်ငါတို့ကကူညီပါကွာမင်းတို့အမဲသားတွေအကုန်လုံးကျွေးပါမယ်အဲ့လိုပြောပြပေးချင်းမှာပဲအဲ့ကိုဆွေးယူခြင်းမရှိတော့ဘဲနဲ့ပုံမှန်တိုင်းပြန်ဖြစ်သွားပါတယ်မိုးရက်နဲ့ညာသားနှစ်ယောက်စလုံးကတော့ကြက်တွေတည်သွားပါတော့တယ် အဲ့ဒီချိန်မှာပဲဒရုံတုံးတဲ့အတန်တွေကြားလာပါတယ်။ခြံဝန်းတကားကိုတခုခုကဝင်တိုက်မိတဲ့အတန်တွေပါ။အဲဒါကြောင့်ပဲကျွန်တော်တို့အဆောင်တစ်ခုလုံးကလန်လို့သွားပါတော့တယ်။တေချာနာတော့ကြည်လိုက်တဲ့ချိန်မှာတော့လူနှစ်ယောက်တိုက်ခိုက်နေတဲ့အတန်တွေပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းအကောင့်ထဲတွေကိုတော့မမြင်ရပါဘူး။ခဏလောက်ကြာတော့ပြန်ပြီးတော့ငြိမ်သက်သွားခဲ့ပြန်ပါတယ်။ဟဲ့အောင်ပြန်လွတ်လိုက်တော့ကွာ။ငါဒူးတွေတောင်တုံလာပြီကွာ။မိုးထက်ကအဲ့လိုမျိုးကရုံကြီးနဲ့ပြောလာတာပါ။အညာသားကလည်းလက်ထက်ကအမဲသားတို့ကိုပြစ်ချလိုက်ပြီးရောအောင်းဒီအကုန်စားပြီးလို့ရှိရင်မင်းသွားလို့ရသွားတော့ကွာ။ ခဏလောက်ကြာတော့အမဲသားတွေမရှိတော့ပါဘူး။မိုးထက်တဲ့ညသားအဆောင်ထဲပြောင်းဝင်ဖို့လှည့်လိုက်တော့အမုတ်ခွက်ကြီးကတကွက်ကွက်နဲ့ထပြီးတော့မြည်လာပြန်ပါရော။နှစ်ယောက်သားကြောင်သွားခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲအမုတ်ခွက်အဆက်မပြတ်ကိုမြည်နေခဲ့တာပါ။အဲ့ဒီချိန်မှာပဲကြောက်လန့်ပြီးတော့မိုးထက်ကအဆောင်ထဲကိုပြေးဝင်မယ်လို့တော့မပြေးနဲ့မိုးထက်ပြေးလို့ရှိရင်ပိုဆိုးလိမ့်မယ်ကွာ။ အညာသားလမ်းပြီးတော့တားလိုက်ပါတယ်အောင်းတင်းမင်းစားကျင်သေးလို့လားကွာငါတို့မှမရှိတော့ဘူးလေကွာမင်းသွားတော့သွားအညာသားကလည်းအဲ့ဒီလိုပြောလိုက်ရောအတန်နေရပြန်ပြီးတော့မြေလာခဲ့ပါတယ်အရင်ကတည်းကတော့ပို့ပြီးတော့ကြဲလောင်လာသလိုပါပဲမိုးထက်ကတော့ဒီဒီချိန်မှာတော့အဆောင်ထဲကိုပြေးဝင်လိုက်ပါတယ်ဒါပေမဲ့လည်းခြံဝန်းနဲ့မရောက်ခင်မှာပဲအနောက်ကတစုံတစ်ယောက်ကလမ်းဆွဲလိုက်တယ်လို့မျိုးအနောက်ကိုလမ်းလဲကျသွားခဲ့ပါတယ်အရိခါကျမှပဲမိုးထက်ကပါဇက်ကနေကူပါကဲပါတယ်ထအောင်ပါတော့တယ်အဆောင်တစ်ခုလုံးမှရှိတဲ့လူတွေအားလုံးကလည်းအဲ့ဒီနေရာကိုစုပြုံပြီးတော့ရောက်သွားခဲ့ကြပါတယ် အညာသားမတက်စုံရက်နေရာမှာရင်ဝါကိုတစုံတယောက်ကတွန်းလိုက်တယ်လို့မျိုးလန်ကြသွားပါတယ်ကျွန်တော်တို့ရောက်သွားတော့မိုးထက်ရဲ့ကိုတပိုင်းကခြံဝင်းတကားအတွင်းထဲကိုရောက်နေပါပြီ အညာသားကတော့ခြံဝင်းပြင်ပမှာရှိပြီးတော့မြေကြီးပေါ်မှာလူးလိုက်နေပါတယ်မိုးထက်ကိုဝိုင်းထုပေးလိုက်တော့မှအဆောင်ခြံဝင်းထဲကိုရောက်သွားပြီးတော့တက်တာရရသွားပါတယ်အညာသားကိုသွားထုဖို့ကျွန်တော်နဲ့အခြားလူသုံးယောက်လောက်အပြင်ကိုထွက်လိုက်ရပါတယ်အညာသားအသားကိုထိလိုက်တာနဲ့ပဲဒဇုံတယောက်ကတွန်းလိုက်တယ်လို့မျိုးကျွန်တော်ဘေးနားလေးကလူနှစ်ယောက်ဟာလွန့်ထွက်သွားခဲ့ပါတယ်ကျန်တဲ့တယောက်နဲ့ကျွန်တော်အညာသားကိုတွဲပြီးတော့ခြံဝင်းထဲကိုဆွဲခေါ်လာလိုက်ပါတယ်အပေါက်ဝါကိုလည်းရောက်ရောတွဲပြီးတဲ့လူတယောက်ရှေ့ကိုမော်လီယတ်သားကြီးပြုတ်ကျသွားပြန်ပါတယ် ကျွန်တော်တယောက်တည်းမတွဲနိုင်တော့တာကြောင့်နှစ်ယောက်သားလဲကျသွားရပါတော့တယ်။အားလုံးကခြံဝင်းထဲမှနေပြီးတော့ကျွန်တော်တို့နှစ်ယောက်ကိုဝိုင်းဆွဲကြပါတယ်။ကျွန်တော်ကခြံဝင်းထဲကိုအလွယ်တကူရောက်သွားပေမဲ့လည်းအညာသားကတော့အပေါက်မှာတန်းလန်းကြီးဖြစ်နေပါတယ်။ကျွန်တော်တို့ဝိုင်းဆွဲနေပေမဲ့လည်းတစ်ဖက်ကလည်းပြန်ဆွဲထားသလိုမျိုးလုံးဝကိုဆွဲလို့မရပါဘူး။အညာသားရဲ့ပစိုးကဒူးလောက်ထိလန်တက်သွားပြီးတော့ခြေသလုံးမှာကြိုက်ရည်တခုပေါ်လာတာကိုအားလုံးကတွေ့လိုက်ရပါတယ်။သွေးရည်တောင်စုပ်နေခဲ့ပါတယ်။ ညာသားလည်းအတကုံအော်ဟစ်ရုံးကန်ပြီးတော့ကျွန်တော်တို့ကလည်းစွဲရင်းနဲ့ရုပ်ရုပ်တဲတဲဖြစ်ကုန်ခဲ့ပါတယ်ခဏလောက်ကြာမှာတော့အညာသားရဲ့နောက်ထပ်ခြေတစ်ချောင်းမှလည်းကိုက်ရနောက်တစ်ခုထပ်ပြီးတော့ပေါ်လာခဲ့ပြန်ပါတယ်တိတ်မကြလိုက်ပါဘူးဝိုင်းဆွဲတဲ့လူတွေရဲ့လက်မောင်းတွေမှာရောခန္ဓာကိုယ်တချို့နေရာတွေမှာကိုက်ရတွေပေါ်လာခဲ့ပါတယ်ကျွန်တော်ကတော့အကိုက်မခံခဲ့ရပါဘူးအဆောင်မူကရောက်လာပြီးတော့အခြေအနေကိုသိရှိသွားပြီးဖះစားတွေရွတ်ပါတော့တယ် အဲဒီတော့မှပဲအားလုံးကပုံမှန်ပြန်ဖြစ်သွားခဲ့ပါတယ်။ဂရုငရင်ဖြစ်နေတဲ့မိုးထက်နဲ့အညာသားကိုရေမန်းနေနဲ့ပတ်လိုက်ပြီးတော့နှိမ့်နေလှုပ်ပေးနေရပါတယ်။ကျွန်တော်ကတော့လက်မောင်းမှာခြိထားတဲ့သင်ငန်းကျိုးကိုသာကြည့်နေမိပါတော့တယ်။တကယ်တော့ကျွန်တော်ဘာမှမဖြစ်ဘူးဆိုတာကျွန်တော်လက်မောင်းမှာခြိထောင်ထားတဲ့သင်ငန်းစားကြောင်ဖြစ်နိုင်ပါတယ်။ဇလန်လေးကတော့ဒီမှာနေပဲပြီးဆုံးသွားခဲ့ပါပြီ။ဇလန်လေးကိုဆုံးနှတိလိုက်ပါနားဆင်ပေးခဲ့ကြလူကြီးမျိုးတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။မွေရည်ရည်သားသူကိုလည်းကာရဝပြုရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။